အရှင်ဖယားငငယ်တုန်းကစိတ်တကောင်ကိုဂိမ်ပေါင်းမိတာတည်သွားပါသည်ယခုအသက်ကြီးလာတော့စိတ်ဆွဲပြီးဘယ်နှစ်တတိတော်ဝက်လိုက်မလဲစဉ်းစားမိပါသည်တဲ့အခုတို့တခုကို ပြုတ်ပြီးပြီဆိုရင်ပြန်ပြီးမတွေးပါနဲ့နော်ပြန်တွေးလို့ဘာကောင်းကျိုးမှ ဖြစ်မလာပါဘူးဒါဆိုရင်ဘယ်လိုနေရမလဲတမန်ပဒံတရား၄ပါးကိုနှလုံးသွင်းပြီးနေပါတမန်ပဒံတရား၄ပါးကဘာတွေလဲဆိုရင်၁ ဥပ္ပန္နပပကပဟာယဝါယမဖြစ်ပြီးသောအကုသိုလ်တရားတို့ကိုပြန်လည်၍မအောင်မေ့ပဲအပိတိုင်ဆုံးပြစ်ခြင်းနှင့်အနုပ္ပန္နပပကအနုပါဒာယဝါယမမဖြစ်သေးသော အကုသိုလ်တရားတို့ကိုမဖြစ်အောင်ကြိုးစားအားထုတ်ခြင်း၃အနုပ္ပန္နကုသလဥပ္ပါဒာယဝါယမမဖြစ်သေးသောကုသိုလ်တရားတို့ကိုဖြစ်အောင်ကြိုးစားအားထုတ်ခြင်း၄ဥပ္ပန္နကုသလဥပ္ပါဒာယဝါယမ ဖြစ်ပြီးသောကုသိုလ်တရားတို့ကိုအဖန်ဖန်အောင်မေ၍စင်ကျင်ပွားများအထုတ်ခြင်းတို့ပဲဖြစ်ပါတယ်။ဒါဟာတမတ်ပဒံတရား၄ပါးပဲဖြစ်ပါတယ်။ဤတမတ်ပဒံတရား၄ပါးကိုနှလုံးသွင်းစင်ကျင်ပြီးတော့နေပါလို့ပြောခြင်းပါတယ်နော်။